ြင်သစ်နိုင်ငံပါရီမြို့တော်ရှိလူဖွားပြတိုက်မှာလူဖွားမျိုးစီယံမွေးနေ့နဲ့တမိုင်းဝင်တမိုးကြီးတရဖူပါဝင်တမိုးတွက်ချက်ရေးမရနိုင်သောလက်ဝဲရနာများအားမျက်နှာဖုံးဆွတ်ထားသူများကဝင်ရောက်ခိုးယူသွားခဲ့ကြောင်းသိရှိရပါတယ်ခိုးယူခံရသည့်ပစ္စည်းများတွင်နပိုလီယံက၎င်း၏ဇနီးဖြစ်သူအေဂရီမာဝီလူီအားပေးခဲ့သောမြနှင့်စိန်လေဆွေပြင် နပိုလီယန်3ရဲ့ဇနီးဖြစ်သူအေဂရီဦးဂျင်းကြီးရဲ့19ရာစုတရပူနှင့်စိတ်ပန်းကုန်းတို့ပါဝင်ကြပါသည် ဥကျင်းဒီပိုင်ဆိုင်ခဲ့သည့်ထိုတရဖူတွင်ရွှေလင်းရုံများပါရှိပြီးပြတိုက်ဤ website ရ1354လုံးနှင့်ည96လုံးတို့ဖြင့်ကွတ်ထားကြောင်းသိရှိရပါသည်။ပြင်သစ်ရုပ်သံဌာန BFMTV ကခိုးယူသူများဟုယူဆရသူများအနက်မှတဦးသည်အဝါရောင်ချောင်းပြန်အင်ဂျီဝတ်ဆောက်လုပ်ရေးလုပ်သားအဖြစ်ဟန်ဆောင်ကလုံလုံနေပုံရသည့်မြင်ကွင်းကို ထုတ်လွှင့်ပြသခဲ့ပြီးရင်းတခုများသည့်အထက်မြင့်သို့တက်ရာတွင် ကားမှတွန်းတင်ပြီးသည့်လေကား ဘတ်စကတ်လေးဖြင့်ပရင်ပေါက်တစ်ခုတို့ဖြတ်ဆက်ဒစ်စကတ်တာဖြင့်ဖောက်ထွင်းဝင်ရောက်ပြီးလုံချုံကြီးဝန်ထမ်းများကိုကြောက်စက်အန်ဂေခရိုင်နာများဖြင့်ချိန်ချောက်ခဲ့သည်ဟုကနေဦးသိရှိရပါသည်ခေါ်ယူမှုတွင်အချိန်၄မိနစ်သာကြာမြင့်ခဲ့ကြောင်းပြင်သစ်ယဉ်ကျေးမှုဝင်ကြီးရာရှိတာဒါဒီကဆိုပါတယ်သူတို့ကလူတွေကိုမတိုက်ခိုက်ဘူးအေးအေးဆေးဆေးဝင်လာတယ်ပြာခံပုံတွေကိုရိုက်ချိုးတယ်သူတို့ခေါ်ယူမဲ့ပစ္စည်းတွေကိုယူတယ် ပြီးတော့ထွက်သွားတယ်အကျန်းဖတ်မှုလုံးဝမရှိဘူးအရန်ကိုကြွကျင်နေဟုရာရှိတာတာဒီကပြင်သစ်ရုံမြင့်တန်းကြသူပြောကြားသွားခဲ့ပါတယ်လူပွားပြတိုက်တွင်ပြင်သစ်နိုင်ငံရဲ့၁၉ရာစုမင်းဆက်တွေရဲ့အဖိုးတန်နန်းစင်ရတနာတွင်ပြင်လီယိုနာဒိုဒါဗင်ချီရဲ့မိုနာလီဇာအပါအဝင်အနုပညာလက်ရာ၃၃၀၀ကျော်ကိုထိန်းသိမ်းထားရှိကြောင်းလည်းသိရှိရပါတယ်